မြန်မာနိုင်ငံအတွင်းရှိတိုင်းပြည်အခြေအနေအရမငြိမ်သက်မှုတွေကြောင့်လူဦးရေတစားတစားကျဆင်းလာရတာဖြစ်တယ်လို့နိုင်ငံရေးလှိလာတုံးသက်သူဦးထောင်ကျော်ကစီရင်သတင်းဌာနကိုပြောပါတယ်။ဆယ်စုနှစ်အတွင်းလူဦးရေပထမဆုံးအကြိမ်နှင်းငယ်ရောကျလာတာကိုတွေ့ရှိရတယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လည်းကအော်တိုဘာ29ရက်မှာကျင်းပတဲ့2024ခုနှစ်လူဦးရေနယ်အိမ်အကြောင်းအရဒကောင်စင်းထုတ်ပြန်တဲ့အခမ်းအနားမှာပြောကြားခဲ့ပါတယ်။မိမိတို့နိုင်ငံဟာနိုင်ငံလူဦးရေနယ်ပတ်သက်၍တကယ့်ကိုအလုပ်လုပ်နိုင်မဲ့လူငယ်လူရွယ်တွေများစွာရှိနေပြီးစုံအုပ်တံတန်တင်စားနိုင်ကြောင်း အဲ့ဒီလူငယ်တွေကတိုင်းပြည်အခြေအနေမငြိမ်သက်ဘူးနိုင်ငံအခင်းအကျင်းတွေကြောင့်ပြည်ပကိုရွှေ့ပြောင်းလုပ်ကင်နေထိုင်မှုကြောင့်သာလူဦးရေလျော့နေလာတာဖြစ်တယ်လို့နိုင်ငံရေးလှိလာတုံးသက်သူဦးထန်အောင်ကျော်ကစီရင်သတင်းဌာနကိုပြောပါတယ်အဲ့လိုဖြစ်နေတဲ့အချိန်ကာလမှာဒီတိုင်းပြည်ကဒီအချိန်မှာတိုးတက်နိုင်တယ်ဆိုတော့ကောက်ယူချက်တွေရှိတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးချင်းချင်းဖြစ်ပြီးတော့အာလူငယ်တွေဟာဟိုတကယ်ကိုအလုပ် ဟိုစိုင်းပြီးဖွံ့ဖြိုးတိုးတက်စေတဲ့အလုပ်အကိုင်ဆိုရဲဒီ industry တွေတဲကိုမရောက်မသွားပဲနဲ့အာတခဏတစ်ခါကျွန်တော်ကိုင်တိုက်ခိုက်ပြီးတော့ကိုယ်ချင်းစံပြန်လေအဲကျန်တတ်သူပြုတ်နေတဲ့အထဲကိုရောက်သွားတဲ့ခါကျတော့အဲ့မှာလဲကျွန်တော်တို့ရဲ့လူငယ်အားတွေကအများကြီးဆုံးရှုံးသွားတယ်ပြီးတော့ဒီချင်းချင်းကိုအဲဆိုရင်လည်းတော့ကြောင့်မလို့ဒီချင်းချင်းနဲ့မှမနေပါတဲ့အတွက်ကြောင့်မလို့ပြည်ပနိုင်ငံတွေကိုအလုပ်အကိုင်ရတော့လကောင်းဟာပညာရေးရတော့လကောင်းနဲ့ ဟိုကိုမိခင်နိုင်ငံကိုဆန့်ခွာပြီးမှဘဝနေကြတဲ့လူကြီးကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ကဟိုကလူကြီးပြောကြတယ်ဆိုတာလေးဖြစ်သွားတာပေါ့ဒါဒီလိုကိုရဲ့တကယ်ကိုတိုင်းပြည်ရဲ့တကယ်ကို ကောင်းမယ်ဆိုတဲ့အကောင်းဆုံးအချိန်အဲ့လိုအချိန်မျိုးမှာဒါကြီးဖြစ်သွားပြီးတော့ဟိုကျွန်တော်တို့ကတကယ်အသာချက်ကြီးကိုမယူလိုက်နိုင်မယ်နဲ့အငက်ချက်ကြီးဖြစ်သွားတာတော့တိုင်းပြည်တကယ်ကိုဟိုစိတ်မကောင်းတဲ့အခင်းကျင်းဖြစ်တယ်နော်မိမိတို့နိုင်ငံ ပထဝီနိုင်ငံကြီးအရာအရေးပါတဲ့နိုင်ငံတရနိုင်ငံဖြစ်ပေမဲ့အိန္ဒိယနိုင်ငံကြီးထက်လူဦးရေတိုက်တဲမှုနှေးပါနေကြောင်းအချက်အလက်များရာမိမိတို့နိုင်ငံရဲ့လူဦးရေဟာဆယ်စုနှစ်အတွင်းပထမဆုံးအချိန်နှဲငယ်ရောကြလာတာကိုတွေ့ရှိရတယ်လို့ဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ကပြောပါတယ်။ပြည်ပရောက်လူငယ်တွေကိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပြည်တွင်းကိုပြန်လည်ခေါ်ယူဖို့နိုင်ငံအဖွဲ့အစည်းတွေအနေနဲ့ဝန်ဝန်ကြိုးပမ်းဖို့လိုအပ်တယ်လို့နိုင်ငံကြီးလေလာတုံးသက်သူဦးထောင်ကျော်ကထောက်ပြပါတယ်။တိုင်းပြည်ကိုဆုံးခွာပြီးတော့မှနိုင်ငံခြားကိုသွားကြတယ်ဆိုတဲ့လူတွေကတိုင်းပြည်ကိုမချစ်လို့ အဲ့တိုင်းဒီတိုင်းပြည်အနေမှာဟိုပြန်မလာပြန်မလာတော့ဘူးကိုယ်ဆိုပြီးတော့မှပွားရမှာမဟုတ်တာတကယ်ကိုအခုလက်ရှိအချိန်ဒီမှာတို့တို့အခက်အခဲတွေအများကြီးဖြစ်နေတဲ့အကြောင်းမလို့တာအဲကိုယ်တိုင်းပြည်ကိုကိုစွန့်ခွာပြီးတော့ပွားရတယ်ပွားတဲ့အခါမှာလည်းဟိုတခြားနိုင်ငံမှာဒီလိုအလေးအလေးမတ်တော့အလေးလိုက်နေတာမှာမဟုတ်တာအလုပ်လုပ်တဲ့လူတွေကအလုပ်လုပ်နေတယ်ဟလာဟိုပညာတနက်လူတွေကပညာသင်နေတယ်ဆိုတော့ကျွန်တော်တို့ကဒီအပြင်ကိုရောက်သွားကြတဲ့လူငယ်တွေ ရဲ့အာတနနိုင်ငံမှာအလုပ်လုပ်တယ်ဆိုလို့ရှိရင်လည်းအဲ့ကအာဟိုအလုပ်အတွေ့အကြုံတွေရလာတယ်မယ်ပညာတင်တယ်ဆိုလည်းသူတို့ပညာရေးတက်လာတယ်မယ်ဒါမျိုးကျွန်တော်တို့ကတိုင်းပြည်အတွက်ကိုပြန်တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်ဖို့တော့သူတို့ကိုဘယ်လိုပြန်ပြီးတော့မှအာတိုင်းပြည်ကိုပြန်ခေါ်နိုင်ပြီးတော့မှတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုသူတို့ကတော့တွဲဆောင်ရွက်နိုင်တယ်ဆိုတော့ခင်းကျင်းဒီတစ်ရက်ကိုတော့ပေါ်ပြီးနိုင်မှာပေါ့နော်အဲ့လိုမပေါ်ပြီးနိုင်ရင်တော့ ိုးတက်ထဆုံးမှာပေါ့လေအာပေါ်ပြီးနိုင်အောင်အားလုံးကတော့ဝိုင်းကြည့်ကြအောင်လူငယ်တွေကိုလစ်လို့ရှူတာပါကဒီမိုဂရက်ဖစ်ဘာဒန်နဲ့တူတင်ញံအေးချမ်းမှုကျော်နေလာတယ်လို့အစိုးဆုံးအခြေအနေဖြစ်ဒီမိုဂရက်ဖစ်ဒစ်ဇစ်တာလူကြီးရေကျော်နေလာခြင်းဘေးရန်တွေဖြစ်သွားနိုင်တယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်အခုထပ်ပေါ်ချုံမှုကြီးမြင်အောင်လည်းက2025ခုနှစ်အောက်တိုဘာ29ရက်မှာပြောကြားထားပါတယ်